အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့အစာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့နတ်စင်ရဘွမ်းခါဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like ခံ subscribe လေးနဲ့ဇာတ်လမ်းတစ်တီတင်နိုင်သိရှိနိုင်မှု notify bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်မိုးရေတွေနဲ့ဆူဆူနေတဲ့မြေသားလမ်းလေးပေါ်ကနေပြက်လျှောက်လာကြတဲ့ခြေတံတွေကြောင့် တကွမ်းကွမ်းအော်ဟင်းနေကြတဲ့ဖောင်းအော်တန်နီကယုတ်ကြီးတိတ်ဆိတ်သွားခဲ့တယ်။ကြဆိုင်မင်းတို့စရိယာငါတို့ပြောတာပဲ။ဘာလို့ငါတို့စကားနားမထောင်တာလဲ။ခြေလန်းကျဲကြီးရင်နဲ့ရှေ့ရနေရှောက်သွားတဲ့ကြဆိုင်ကအနောက်ဘက်ကိုလှည့်ကြည့်ပြီးတော့ငါလဲတာမန်နေမကောင်းဖြစ်တာလို့ထင်နေရလေ။ဒါကြောင့်ရွာဆေးစရာတွေနဲ့ပဲကုတာပေါ့။ငါအစာရေရသိရဲ့ဒီကိစ္စနက်စာမကြွေးလို့ဖြစ်ရတာ။အခုငါတို့သွားနေရစရာရအဲ့လိုကိစ္စတွေအာကြီးပိုင်နိုင်တာကွာ။ဟုတ်တယ်ကြဆိုင် ငါလည်းသူ့ဆေးကုတာမြင်မှုတယ်။ဒါကြောင့်သူ့စီကိုသွားဖို့အကြံပေးခဲ့တာ။နေတော့ပြောတဲ့အချိန်ငါလည်းအခုသွားနေပြီလေ။ဒါမှမဲ့ဆရာကြီးကနတ်ပူဇော်ဖို့ပြောလာရင်ငါမှဘာမှမရှိဘူး။အဲ့အရာစိတ်ပူနေနဲ့နေနဲ့ငါတို့ကငငယ်လေးရပေါင်းလာတဲ့တငယ်ချင်းတွေမို့လား။နေမှမရှိနဲ့ငါတို့နိုင်တဲ့လောက်လုပ်ပေးမယ်။တငယ်ချင်းလေးရောက်စကားတပြောပြောနဲ့ရှောက်လာခဲ့တာ။ကြောက်တုံးတွေနဲ့ယူဝိုင်းထားတဲ့နှကုန်းတစ်ခုရှိရဲ့အိမ်ရှိရောက်လာခဲ့ကြတယ်။ဆရာကြီးဆရာကြီးရှိလား။ ဘသူတွေလဲဟိုဘက်တထောင်ကျော်ရွာနေလာတဲ့သူတွေပါအိမ်မော်တက်ခဲ့ကြဖဏံမစည်းထားတဲ့သူတွေကတော့ခြေအောင်ဆေးပြီးမှတက်လာခဲ့အိမ်ထဲကနေပြောလိုက်တဲ့တန်ကြောင့်ပါလာတဲ့သူတွေအချင်းချင်းကြည့်ပြီးကြာစားနေကိုပြောတာသူကနေဖဏံစည်းလာတာမြင်နေရတဲ့တင်နေဘလို့ဖြစ်နိုင်ပါလဲသူကအแทမှာငါအပြင့်ပါလေဖြစ်နိုင်တာပေါ့သူကလာပြေးလာကွယ်နေနေဆိုရင်ရေဟိုတော်ခဲအောင်လုံးနိုင်တယ်လို့ငါဖေပြောတာကြားဘူးတယ် ဂျာဆိုင်နဲ့စိတ်ထဲပုံရိပ်မကြပေမဲ့တငယ်ချင်းတွေစကားကြောင့်ကြောင်းအင်တုံတွေရရှိနေခြေရောက်ကိုဆေးလိုက်ပြီး အိမ်မော်တက်လာခဲ့လိုက်တဲ့အိမ်ထဲရောက်တော့ရစ်ကောက်နေရဲ့ဥကောင်းကိုနေချိတ်ဆွဲထားတာမြင်လိုက်ရတယ်။ကျမ်းမာရေးကိစ္စမေးမဲ့သူနဲ့အဖော်တယောက်ပဲဝင်လာကြ။အခန်းထဲကနေထွက်လာတဲ့အတန်းကြောင့်ဂျာဆိုင်နဲ့နော်မိုနိုနှစ်ယောက်ထဲအခန်းထဲကိုဝင်ခဲ့လိုက်ကြတယ်။အခန်းထဲမှာတော့အမဲရဝစ်စော်ဝစ်ထားပြီးကောင်းပေါင်းကို ပေါင်းထုတ်သပွဲထူးထူးထဲထဲပေါင်းထားတဲ့လူတယောက်ထိုင်နေရမြင်လိုက်ရတယ်။ထိုင်ကြထိုင်ကြနင်တို့လာရင်အကြောင်းအသေးစိတ်ပြောပြ။ငါအမေကျမ်းမာရေးမကောင်းလို့ဘာကြောင့်နေမကောင်းတာလဲသိကျင်တယ်။နေအမေမွေးတဲ့ရက်လခုနှစ်ကိုပြောငါကြည့်ပေးမယ်။ဂျာဆိုင်လဲမိခင်ပြည်သူရဲ့မွေးသက်ကလေးကိုပြောလိုက်ရာထိုင်နေတဲ့သူကဆောင်ရွက်ပေါ်မှာရေးချစ်ပြီးမျက်လုံးကိုမိတ်ကအာရုံခံနေခဲ့တယ်။ခဏနေတော့အယိုးသေးသေးလေးထည့်ထားတဲ့ဘူးကိုခွက်သေးတုံချကကြည့်လိုက်ပြီးတော့ နင်းမရနတ်ပြူစားထားတာပဲသူတို့မကျင်းနဲ့အောင်ဘာတွေလှုပ်ထားတယ်လဲသူဘာတွေလှုပ်ထားလဲဆိုတာငါမသိဘူးငါဘယ်လိုလှုပ်ရမလဲနင်တို့ပြူစားထားတဲ့နတ်တွေကျင်းနဲ့အောင်နနာဦးကောင်းနှလုံးကိုခြံဝင်ဝမှာချိတ်ဆွဲရမယ်ငါတို့အဲ့ဒီလောက်မလှုပ်နိုင်အောင်တခြားကုလို့ရမယ်နီလန်ဘာရှိသေးလဲငါမြင်တာတော့အဲ့ဒီတနည်းပဲရှိရဲ့သူတို့အရန်စိတ်ဆိုးနေလို့အ мян ဆုံးလှုပ်ပြီးမှနေကောင်းလိမ့်မယ်နနောက်နှစ်ကောင်ကြတော့ငါတို့အဆင်မပြေဘူးစီရအေး အခြားခြေလေးကောင်ရစ်ကောင်ဆိုမရဘူးလားနေမေရောကနနောက်နှစ်ကောင်မှရမယ်နင်တို့လုံမာလားမလုံဘူးလားကြာဆိုင်နေမလို့လုံမလဲဘလို့လုံရမလဲငားမေနေကောင်မှုအတွက်ဆိုကျွေးယူပြီးလုံရတော့မှာပေါ့ကြာဆိုင်ဖြစ်ချင်းအဖြစ်ဆိုပြီးစိတ်ဆုံးဖြတ်က ကုမယ်စရာကြီးဘယ်နေအသိပြင်ထားရမလဲနားခွယ်နေငါစင်းလာခွယ်မယ်ရစ်ကောင်ကိုတန်ရှင်းအောင်လုပ်ထားကြာဆိုင်တို့လည်းနေစရာအိမ်ကနေထွက်လာတဲ့လမ်းတစ်လျှောက် ရေကောက်နှကောင်ရဖို့အကြောင်းကိုပြောလာခဲ့ကြတယ်။ကြားဆိုင်နင်ဘသူစီရအကျွေးယူမလဲ။မသိသေးဘူး။ငါမှနနောက်တကောင်ပဲရှိရ။ကြံတဲ့တကောင်ဘယ်ရသွားရှာရမလဲ။ငါတို့မှစုထားတဲ့ငွေတချို့တော့ရှိရဲ့။မင်းလိုရင်ယူထားလေ။မယူချင်ဘူး။နင်တို့လည်းသုံးစရာရှိမှာပဲလေ။ရှိရဲ့အခါနင့်ကိုပြောမယ်။အဲ့ဒီငွေတွေနဲ့ဆိုရစ်ကောင်တစ်ကောင်ဝယ်ဖို့နည်းနည်းပဲလူတော့တော့လား။ဂျာဆိုင်တို့ဘွဲစကားတပြောပြောနဲ့လမ်းလျှောက်လာတဲ့ချိန် တောင်စင်းထဲတစ်ခုမှာလူသုံးယောက်အနားယူနေရမြင်လိုက်ရတယ်။ဟဲခပားရွာကိုရောက်ဖို့ဘလောက်လိုသေးလဲဗျ။မျက်နှာစိဧည့်သည်ရဲ့စကားကြောင့်ခြာဆိုင်ကလမ်းလျှောက်နေရအောင်ရက်လိုက်ပြီးဟဲခပားရွာကိုဘာသွားလို့မှလဲ။နင်တို့ကြည်ရတာဒီအရက်ကမဟုတ်တယ်လို့ပဲ။ကျုပ်တို့ကအောက်ပြေဟာနေတက်လာတာပါ။ဟဲခပားရွာမှာရှိရဲ့မိတ်ဆွေတယောက်ကိုလာကြည့်ကြတာ။ခြာဆိုင်တို့လည်းဧည့်သည်ရဲ့စကားကြောင့်တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးဟဲခပားရွာမှာရှိရဲ့သူနာမည်ဘလို့ခေါ်လဲ။ ူနာမည်ကကွမ်ယမ်လို့ခေါ်တယ်။ကွမ်ယမ်ဆိုတဲ့နာမည်ကြောင့်ဂျာဆိုင်တို့အံ့အားသင့်ပြီးတော့နင်တို့ကရွာလူကြီးရဲ့အသည့်ရေပဲ။မိတ်ဆွေတို့အဲ့ဒီလူရှိရဲ့အိမ်ကိုလမ်းပြပေးလို့ရတာ။ငါတို့လည်းဟဲခပားမှနေရလေ။လိုက်လာခဲ့ကြ။ဂျာဆိုင်တို့လည်းဧည့်သည်၃ယောက်ကိုခေါ်ပြီးပြန်လာတဲ့လမ်းမှာအချင်းချင်းမိတ်ဆက်ပြစ်ခဲ့ကြတယ်။နင်နာမည်ကအောင်မြတ်တာနော်။ဟိုတယောက်ကမဟုတ်ကောင်း तू ကခွန်းနဟုတ်တယ်မို့လား။ဟုတ်ပါတယ်။နေရငါတို့စကားကိုကောင်းကောင်းမွန်မွန်နားလည်တာပဲ။ ငါတို့လေးယောက်ကအတန်းကြောင်လေးရန်ထိနေဘူးရဲ့လေအဲ့ဒါကြောင့်ဗမာစကားပြောတတ်တာနင်းနမေကကြာဆိုင်တော့ဟုတ်တယ်ငါနမေကကြာဆိုင်ကျန်တဲ့သူတွေကနော်မိုးဆိုင်းအောင်မော်ဂန်လို့ခေါ်တယ်နားခွေနေတိနင်းတို့ရွာမှာရှိမှာမို့လားရှိမယ်ထင်တယ်ဘာဖြစ်လို့လဲလာခွေနေကြရင်ငါတို့အိမ်မှာရစ်ကောက်ပူဇော်ဖို့ရှိရဲ့နင်းတို့လာခဲ့လေရစ်ပူဇော်တာဘာအတွက်လုပ်တာလဲငါမေနေမကောင်းလို့သူ့အတွက်ရည်ရွယ်ပြီးလုပ်ပေးရာ အောင်မြတ်တာတို့နဲ့ဂျာဆိုင်ပြောတဲ့စကားကိုအလိုက်သေးပြန်ပြောခဲ့ရာရွာမရောက်ခင်မှာပဲခင်မင်းရင်းနှီးသူတွေအစဉ်ရောက်သွားခဲ့ကြတယ်။ရွာတဲရောက်တော့အတန်တင်ကြီးရဲ့နှကုန်းတစ်ခုကိုမြင်လိုက်ရပြီးအထဲမှာတော့ရွာတလေးရတင်မြောက်ပတာထားတဲ့အစားအသောက်တချို့ရှိနေခဲ့တယ်။ဟေ့အောင်မြတ်တာဒါကငါတို့ရွာနှကုန်းလေ။ तू ဟာရွာကိုစောက်ရှောက်ပြီးရဲ့။ငါအမေနေကောင်းမှနင်တို့ကိုနေရာစုံလိုက်ဖို့ပဲ။ကျေးဇူးတင်ပါတယ်ဂျာဆိုင်။ နေမင်းနဲ့အမြန်ဆုံးတက်တာပါစေလို့ငါဆုတောင်းပေးနေပါတယ်။အောင်မြတ်တာတို့ရွာလူကြီးအိမ်ရှိရောက်တော့အတဲကနေစေးတံတလက်ခဲထားတဲ့အသက်90ရွယ်လူတယောက်ထိုင်နေရမြင်လိုက်ရတယ်။ရွာလူကြီးဒီမှာနေဧည့်သည်တွေရောက်နေရဲ့။ဂျာဆိုင်တန်ကြောင့်ရွာလူကြီးနဲ့ထိုင်ရန်ထပြီးကြည်လိုက်ရ။နေနေအောက်ပြည်မှာငါတက်ကိုကယ်ပေးခဲ့ရတဲ့သူမို့လား။အဲဒီတော့ငါတေလူမျိုးပါဖြစ်နေရလေ။မတွေ့ရအတော်ကြာပြီနော်ကွမ်ရန်။အေးနှစ်ပေါင်း30 ရွာလူကြီးစကားမဆုံးခင်မှာပဲအောင်မြက်သားကသူ့မျက်လုံးကိုစိုက်ကြည့်လာရမတွေ့ရသုံးနှစ်တွင်နေဘယ်တွေရောက်နေရလဲခြေဦးတက်ရသွားနေရပေါ့အခုတော့နေရွာပဲရောက်လို့ဝင်လာတာအိမ်ပေါ်မှာနားကြအောင်နင်တို့စားတော့ဖို့ငါစီစဉ်ခိုင်းလိုက်မယ်ဒါဆိုငါပြန်လိုက်အောင်မယ်နော်အိမ်မှာအမေတယောက်တည်းရှိနေလို့အောင်မြက်သားလည်းဂျာဆိုင်းုံနှုတ်ဆက်ပြီးရွာလူကြီးအိမ်ပေါ်တက်လာခဲ့လိုက်ကြနေရဒီအသက်အရွယ်ရောက်တဲ့အထိခုလိုရှောက်သွားနေုံမဲ့လား ရွာလူကြီးစကားကြောင့်အောင်မြတ်သာပြုံးယူလိုက်ပြီးငါအခုထိကျမ်းမာနေုံမဲ့လေဒါကြောင့်သွာလာနိုင်တာပေါ့ငါဆိုဒူးတွေမကောင်းတော့ဘူးမျက်စိလည်းမှုန့်လာပြီနေရတော့တန်တုံးမြန်တုံးပဲအောင်မြတ်သာကရွာလူကြီးရဲ့အမြင်ကိုလှည့်စားထားတဲ့အတွက်အသက်60အရွယ်ပုံစံကိုမြင်တွေ့ပြီးပြောနေခြင်းဖြစ်ပါတယ်နေလဲကျမ်းမာရေးကောင်းတယ်မို့လားဒူးနာတာလွယ်ပြီးကြံ့နာကောင်းတယ်နေဒူးပြစမ်းမအောင်အောင်မြတ်သာကရွာလူကြီးရဲ့လုံဝင်းကိုဆွဲမပါဘူး ဒူးစင်းနေရာကိုအနားမှာရှိရဲ့ထုံးနဲ့ကွင်းပေးလိုက်ရာချက်ချင်းဆိုသလိုနာကျင်တဲ့ဝေဒနာတက်တာသွားခဲ့တယ်။နေဘာလုံးလိုက်တာလဲ။ငါဘာလုံးလို့လဲ။နေငါ့ကိုထုံးနဲ့ကွင်းလိုက်တာနာရာတွေတက်တာသွားပါလား။နေကအတော်ထူးဆန်းတာပဲ။ရွာမှာနေတို့ပြော့တဲ့လောက်နေငါနေတို့စားဖို့အတွက်လှုပ်ခိုင်းလိုက်မယ်။ရွာလူကြီးအိမ်မောင်ကဆင်းသွားတော့အောင်မြတ်တာအနာကိုမောက်ကောင်းတဲ့ခွန်းလာလို့ရောက်လာပြီးတော့စစ်ရဒီလောက်ဝေးရဲ့ရွာအောင်လာတာ။ ဒီလူနဲ့တွေးဖို့ပဲလား။ဘာဖြစ်လို့လဲမောက်ကကျွန်တော်စိတ်ထဲအချားကိစ္စကြီးကြီးမားမားတခုရှိနေရဲ့လို့ခံစားမိလို့မေးကြည့်ရပါ။ဟုတ်တယ်။ငါဒီရွာအောင်လာတာအကြောင်းရင်းနှစ်ခုရှိရဲ့။ဒါရီယိုမကြခင်မင်းတို့သိလာမှာပါ။အခုတော့အနားယူလိုက်ကြအောင်။ဒူရီယာပေါင်းစုံတီမုတ်ကခုန်နေကြတဲ့ရေးပူဇော်ပွဲတခုရဲ့အလယ်မှာတော့ရိုးရဝိစုံဝိစင်ထားတဲ့နေဆရာတို့ကနားမလဲတဲ့ဘာသာစကားတခုနဲ့မန်းမုံယူဖတ်နေခဲ့တယ်။ ကြားဆန်းရတော့နာမကျန်းဖြစ်နေတဲ့မိခင်ဖြစ်သူကို တွေ့ပြီးနက်စီအောင်ရှိမှကြုံကြုံလေးထိုင်နေသလိုရေပူစော်တာကိုလာကြည့်ကြတဲ့ရွာသားတချို့ကလည်းမှိုင်းညွညွမူသားအောင်မှကြိတ်ကြိတ်တူစီကားနေကြတယ်။ကြားဆန်းနေမေယာမြင်းနှက်ကိုပူဇော်ပွားသားမှုတွေမလုပ်ဘူးလို့ငါသိရတယ်။ငါဘက်လည်းနောက်နောက်မဖြစ်စေရဘူးလို့ပြောထားလို့ရှစ်ပွဲပီးရနဲ့နေမေယောကတက်တာပြီးလို့သာမှတ်ပြီးတော့နက်စီအောင်ရဲ့စကားကြောင့်လူအုပ်ထဲမှာရက်နေရဲ့ အောင်မြတ်တာရဲ့နှုတ်ပြားနေခတ်တိတ်တဲ့အပြုံးတစ်ခုထွက်လာခဲ့တယ်။ဆရာနတ်ဆရာရဲ့အယူဆတစ်ခုခုတော့လွဲနေပြီတင်တယ်။လွဲနေရဲ့ဆိုတာသိပေမဲ့သူအရက်သူ့ဆက်မှု အခွင့်တာတာကိုဆောက်ရလိမ့်မယ်။ကျွန်တော်တို့စောင့်နေတဲ့ချိန်အပြစ်မရှိရဲ့နှောင်းနှကောင်ကအလဟတ်တအသက်ဆုံးတော့မှာခေါလာစိတ်မကောင်းတဲ့လေတံနဲ့ရေရွတ်ပြီးရေပွဲဘက်ကိုကြည့်လိုက်ရနတ်ဆရာကခြုံထက်လာတဲ့ငွေသားတစ်ချောင်းကိုကိုင်ဆောင်ကနှောင်းနှကောင်အနာကတ်လာတာမြင်လိုက်ရတယ် ရဲကောင်ရဲ့လက်ချောင်းသွေးကိုတောက်သုံးပြီးနာမကျန်းဖြစ်နေရဲ့အရှင်းအစီကံကိုကုသပေးပါဝေဒနာတက်တာကိုကဲ့တင်ပေးပါနတ်ဆရာကဝမ်းကောင်းတန်နဲ့ပြောပြီးနန်းနောက်တကောင်ရဲ့လက်ချောင်းကိုငွေသားနဲ့ထိုးချလိုက်ရာတူးကတရေထဲမဝင်မဲ့ဘေးကိုချော့ထွက်သွားခဲ့တယ်ဒုတိယအကြိမ်ထိုးတော့လဲချုံများနေတဲ့တူးကတရေထဲကိုမပေါက်ခဲ့ပေဟွန်းနတ်ဆရာကအံဩစွာရီရွတ်လိုက်ပြီးစုပြုတ်တိုးဝေးနေတဲ့လူအုပ်သေးကိုစူးရဲနေတဲ့မျက်လုံးနေနဲ့စိုက်ကြည့်လိုက်တယ် ရေပွဲကိုနှောက်ယှက်တဲ့သူရှိနေတယ်။မက်ဆီယာကပါဇက်ကနေတတူတူပြောပြီးပရိသတ်တွေကိုလိုက်ကြည့်နေရင်အောင်မြတ်တာနဲ့အကြည့်ချင်းစုံသွားခဲ့တယ်။ဒါမှမက်ဆီယာကချက်ချင်းအကြည့်လွယ်ကသူနဲ့အတူပါလာတဲ့လူတွေကိုခေါ်ပြီးတခုခုပြောနေရမြင်လိုက်ရတယ်။ကြာစားအဲ့ဒီလူတွေကဘသူလဲ။ရွာလူကြီးရဲ့အသီးတွေလို့ပြောတယ်။ဘာဖြစ်လို့လဲ။ဆရာအဲ့ဒီလူတွေကိုရေပွဲကနေထွက်သွားဖို့ပြောခိုင်းလိုက်တယ်။သူတို့ရှိနေနေမေကိုမကုပေးနိုင်ဘူးတဲ့။နင်တို့ကဘာစကားပြောပါလဲ။ တို့ရှိနေလို့ရုပ်ပွဲမလုပ်အောင်ဆိုတော့ငါလက်မခံနိုင်ဘူး။ဒါနင်တို့ဆရာမကုနိုင်လို့တခြားသူကိုအပြည့်ပုံချနေရဲ့လို့ငါထင်တယ်။ဒီမှာကြဆိုင်ငါတို့ဆရာကဒီနယ်တခွင်မှာနာမည်ကြီးနတ်ဆရာတယောက်ဖြစ်ရက်တည်နေတာနင်လည်းအတိပဲ။အခုလိုမျိုးသူ့ကိုစော်ကားတာတော့ငါတို့တီးမခံနိုင်ဘူး။ငါမိတ်ဆွေတွေကိုခုလိုရိုင်းပြတာတော့လက်မခံနိုင်ဘူး။နင်တို့ဆရာမကုနိုင်တခြားနတ်ဆရာခေါ်ပြလိုက်မယ်လို့ပြောလိုက်။ရွာလူကြီးရဲ့တန်ကအတော်ကိုကျဲတဲ့အတွက် ရေကောက်နေပြီးမှရက်နေရဲ့နက်စီယာကလွယ်အေးကိုကောက်ယူကရေပွဲပြင်ကိုထွက်သွားခဲ့တယ်။နက်စီယာကအောင်မြင်တာပြီးရောက်တော့ခက်ထန်တဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီးနင်းတို့ကြောင့်ဒီတရွာလုံးပြက်စီးရတော့မယ်။ကိုင်းနဲ့မဆိုင်တော့ဝင်းရှုပ်တဲ့ရလက်ကဘာလဲဆိုတာမကြခင်လက်တွေ့သိအောင်ပြမယ်။အဲဒီလိုပြောကခြေလန်းကျဲကြီးရင်နဲ့ရွာပြင်ကိုထွက်သွားခဲ့လိုက်တယ်။အောင်မြင်တာတို့လည်းနက်စီယာထွက်သွားတာနဲ့နနောင်းနှကောင်နားကိုကပ်ပြီးပုတ်တန်းလိုက်ရ။လက်ပြီးမှဆွဲထားတဲ့ခက်လောက်ထဲရနေ။ ်သင်းငယ်စွာလိတ်ထားတဲ့ကြေးပြားနှစ်ချက်ထွက်လာခဲ့တယ်။နင်တို့အားနာလိုက်တာ။ရပါတယ်ကြဆိုင်။ငါတို့နားလဲပါတယ်။ဒါနဲ့နင်းမရဘာဖြစ်တာလဲ။ငါလည်းမသိဘူး။ညာဘက်ရောက်ရင်ကိုကမိကြည့်ခဲလို့ပူလာပြီးချောင်းနေမနာရန်ဆိုးတော့တာပဲ။အခုလည်းချောင်းဆိုးနေလို့စကားတော်မပြောနိုင်ဘူး။နင်းမရောကောင်ငါကြည့်ပေးမယ်။အခုနာတဲ့သူတွေထဲမှာလည်းနေမကောင်းတဲ့သူရှိရင်ငါစီလာဖို့ပြောပေးပါ။ဟေးနင်တို့ကဆေးစရာတွေလား ဆေးပညာကိုနည်းနည်းပါးပါးလေ့လာထားတဲ့သူတွေပါ။အောင်မြတ်သားတို့လည်းဂျာဆိုင်မိကိုစစ်ဆေးကြည့်ရာသူတွေပါပြူစားထားတာမဟုတ်ပဲတာမန်နာတာရှည်ယောဂဖြစ်နေရတတိထားမိကြတယ်။ဂျာဆိုင်နေအိမ်မှာပြားရည်ရှိလား။အေးရှိရဲ့နေယူမလို့လား။ငါအတုံးလို့လို့ရှိရပလင်ယူလာပေးပါလား။ဂျာဆိုင်လည်းသူကိုယ်တိုင်ဖွတ်ထားတဲ့ပြားရည်ပလင်ကိုယူလာပေးရာအောင်မြတ်သားကအဖုံးပေါက်တဲ့ညာလက်ညှိုးထည့်ပြီးမန်တန်တပုတ်ကို28အုပ်ယူဖတ်နေခဲ့လိုက်တယ်။ မန်တန်ရိုးဖက်ပီးယာနဲ့ပြားရည်တွေကိုအင်းမြတို့ချို့ထဲ့ပြီးတိုက်လိုက်ရာချောင်းစိုးနေရဲ့လူနာကချက်ချင်းငြိမ်ကြသွားခဲ့တယ်။နင်ပြားရည်တွေဘာထဲ့လိုက်တာလဲ။ငါမိချောင်းစိုးကချက်ချင်းကိုရက်သွားပါလား။ငါတို့ပညာနဲ့ကုလိုက်တာလေ။နင်အံ့ဩနေရလား။နင်တို့ပညာထူးဆန်းလိုက်တာ။ဒါဆိုငါမိကိုပြူစားထားတဲ့အရာတွေအကုန်ပြောင်းသွားပြီပေါ့။နင်မိကိုဘယ်သူမှပြူစားထားတာမဟုတ်ဘူး။နှစ်ပေါင်းများစွာအလုံးလုံးခဲတဲ့ဒဏ်ဒီကြအခုလိုယောဂဖြစ်နေရပါပဲ။ နတ်ဆရာပြောတော့ငါ့မေကိုနတ်ပြူစားထားတာဆိုမဟုတ်ဘူးကြာဆိုင်နတ်ဆရာရိယနင်တို့အတိကိုဝေဝါအောင်လုပ်နေရဟွန်းဟုတ်တယ်သူဟာနင်တို့ရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်နေခဲ့တာနင်သာရစ်ကောက်နေလို့တတ်နေမဲဆိုရင်တော့နေမေကနေပြန်ကောင်းလာမှာမဟုတ်ဘူးငါတော့နင်ကိုယုံကြည်သွားပြီတခြားသူတွေယုံကြည်အောင်နင်တို့အစွမ်းကိုပြပေးပါဒါမှငါရွာလူတွေပို့ယုံကြလိမ့်မယ်အောင်မြတ်တာတို့လည်းကြာဆိုင်စကားကြောင့် ရွာထဲမှာရှိတဲ့လူမမာတွေကို300ခွဲပြီးကြီးစုပေးခဲ့ရာ တနေ့နဲ့တညာတတီအချိန်နဲ့အကုန်သွားခဲ့ပြီမဲ့ပင်မမှုရဲ့ရလက်ဖြင့်ဟဲကဘာရွာသူရွာသားတွေရဲ့ယုံကြည်မှုကိုရရှိခဲ့ကြတယ်။နောက်ရက်တွေမှာလည်းအိမ်မာတစ်ခုခုပျောက်တာအစနွားကလေးနေမကောင်းတာအစအောင်မြတ်တာတို့စီလာမေးနေရာကြောင့်ရွာလူကြီးကိုယ်တိုင်တနက်ပြစ်ဖောက်ပြီးမောင်းထုံရတဲ့အထီးပြစ်လာခဲ့တယ်။အောင်မြတ်တာတို့ဟဲကဘာရွာကိုရောက်ပြီးတပတ်ခန့်အကြာစေးစရာစေးစရာ ဟေ့တူလားဘာဖြစ်လာလဲငါအိမ်ပြာညီကိုနီယာဘာဖြစ်လဲမသိဘူးလာကြည့်ပြရောအောင်မြတ်တာတို့လည်းဒူလမ်ဆိုတဲ့ရွာသားရဲ့စကားကြောင့်ဆေးလွက်အိတ်ကိုကောက်လေကလိုက်သွားခဲ့ကြတယ်အိရှိရောက်တော့အပေါင်းဝမှာအန်ကျင်ပြီးစောက်ကြောက်ထိုင်နေရဲ့အသက်20အရွယ်လူငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။အိရှိရောက်တော့အပေါင်းဝမှာအန်ကျိတ်ပြီးစောက်ကြောက်ထိုင်နေရဲ့အသက်20အရွယ်လူငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။ညလုံးပြူပြီးအန်ကျိတ်နေတဲ့သူနှစ်ယောက်ကအောင်မြတ်တာတို့ဝင်လာတယ်မြင်ရော ချက်ချင်းဆိုသလိုကျော်ပေးလေးရဲ့အနေထားကိုပြောင်းသွားခဲ့တယ်။နင်ပြောတာသူတို့နှစ်ယောက်လား။ဟုတ်တယ်စေးစီယာ။မနေ့အိယာနူးရဲကအခုလိုထိုင်နေရ။သူတို့ဘာဖြစ်တာလဲ။ကြည့်ရတာတော့အပမိနေရဲ့ပုံပဲ။မနေ့ကသူတို့ဘယ်လိုသွားကြသေးလဲ။တော်တယ်အမဲလိုက်ထွက်သွားတာတော့မြင်နေ။ဒါမှမဟုတ်ဘယ်ချိန်ပြန်ရောက်လာလဲဆိုတာတော့ငါလည်းမသိဘူး။အောင်မြတ်တာလည်းဒူလန်စကားကြောင့်စောင်းကြောင်းထိုင်နေတဲ့သူနှစ်ယောက်ကိုစိုက်ကြည့်လိုက်ရ။အနေရဝိစုံဝိထားတဲ့သူနှစ်ယောက် သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ပူကက်နေရမြင်လိုက်ရတယ်။အပမီယာတိတ်ကြပြီ။မောင်ကောင်ရေတခွက်ယူလာပြီ။အောင်မြက်သားလည်းမောင်ကောင်ယူလာတဲ့ရေတွေကိုအင်းစမတရွက်ထည့်ပြီးလက်ညှိုးနဲ့မှွေနေတဲ့ချိန်အိမ်ပေါင်းဝါမှထိုင်နေတဲ့သူတယောက်စီကနေနှစ်ပြားတက်တယ်လို့ညီးတွားတန်နေထွက်လာခဲ့တယ်။ဆရာဟိုမှကြည့်အောင်။ခေါင်းနဲ့စကားကြောင်လှည့်ကြည့်လိုက်ရာခြံဝင်းထဲမှာရှိနေတဲ့နှကုန်းတွေကနေမင်းလောင်နေတယ်လို့အလင်းတွေထွက်နေရမြင်လိုက်ရတယ်။အဲဒီကိစ္စနောက်မှလောက်ကြမယ်။ ်အခုဒီရင်မန်းနဲ့နှစ်ယောက်လုံးကိုပြန်လိုက်မောင်ကောင်းလည်းရင်မန်းခွက်ကိုယူပြီးထိုင်နေတဲ့လူနှစ်ယောက်ရဲ့နောက်ကျောကိုလက်နဲ့တောက်လိုက်ရာအနေရဝင်းစော်ဝေထားတဲ့လူနှစ်ယောက်ခနာကိုရီးယားနဲ့ထွက်ပြေးသွားတာမြင်လိုက်ရတယ်အဲဒီတော့မှစောင်းချောင်းထိုင်နေတဲ့သူနှစ်ယောက်လည်းမျက်ဖြူလန်းကဘိုင်းကနေလဲကျသွားခဲ့တယ်သူတို့နှစ်ယောက်ကိုရင်မန်းတိုက်လိုက်အောင်မောင်ကောင်းလည်းတတိလင်းနေတဲ့သူနှစ်ယောက်ရဲ့ပါဇက်သေးကိုရေစက်ချပေးလိုက်ရာချက်ချင်းတတိပြန်လည်လာခဲ့တယ်ဒူလန်သူတို့မနေ့ကဘာဖြစ်ခဲ့လဲဆိုတာမေးကြည့်ပေး ဒူလန်လည်းအောင်မြင်တာစကားကြောင့်ညီကိုနှစ်ယောက်နားတက်သွားပြီးတော့တိုင်းရင်းသားဘာသာနဲ့မေးလိုက်ဟိုဟာပြောတာနားထောင်လိုက်နဲ့ခဏကြာမှတော့သူတို့မနေ့ကအမဲလိုက်သွားတော့ဖျောင်းနိုင်တဲ့တိုင်ထုံထားတဲ့နှက်စင်တစ်ခုတွေ့ရဲ့လို့ပြောတယ်။အရင်ကအဲ့ဒီနေရာမှာနှက်စင်မရှိဘူးလို့လည်းပြောတယ်။အင်းနောက်တော့ဘာဖြစ်ခဲ့သေးလဲ။သူတို့နေ့ရောက်နှက်စင်ကိုကြောနေရဲ့ချင်းလုံကွင်းခတ်တူတူဝှက်ထားတဲ့လူနေရောင်ရဲ့ခြေအောက်ကိုမြင်လိုက်ရတယ်တဲ့။အဲ့ဒီနောက်ပိုင်းဘာမှမသိရောပဲအိမ်ပြော်တယ်လို့ဖြစ်သွားတာ ခုမှနိုးလာတာတဲ့ဒီအပိုင်းရွာသားတွေကိုတောမလိုက်ကြဖို့ပြောပေးပါအေးအေးငါပြောခိုင်းထားလိုက်မယ်နင်တို့အခုပြန်တော့မှာလားငါတို့သွားစရာတခုရှိသေးရဲ့နင်ပြန်ချင်းပြန်တော့လေဒါဆိုငါပြန်လာအောင်မယ်ရွာလူကြီးထွက်သွားတော့အောင်မြတ်တာကနတ်စင်ကိုစိုက်ကြည့်ပြီးရွာဒိတ်ကနှကုန်းစီကိုထွက်လာခဲ့လိုက်တယ်တော်ပန်းတချို့နဲ့အေးရပလင်းတချို့ဆက်တထားတဲ့နှကုန်းရှိရောက်တော့အောင်မြတ်တာကလူသွားလူလာအောင်အကဲခတ်ပြီးရွာဆောင်တဲ့ကိုစိတ်ထင်းရနေပင်လာရာ ကချင်ရိုးရဝစ်စုံဝင်းစင်ထားတဲ့အဖိုးတီးကခန်းကုန်းကုန်းနဲ့ထွက်လာခဲ့တယ်။ဦးကောင်းကမြေကြီးနဲ့ထီထူးမတန်ဖြစ်နေတဲ့အဖိုးကအောင်မြတ်သာရှိရောင်ရောခါးကိုမလာရဆယ်ပေလောင်းရှိရဲ့အတီမြင့်တက်သွားခဲ့တယ်။တင်းရဒီရွာစောက်နေလား။ဟုတ်တယ်။ငါဒီရွာကိုစောက်ရှောက်လာတာနှစ်ပေါင်း150ကျော်ပြီ။ကျုပ်တို့ကိုခေါ်ရတဲ့အကြောင်းကဘာများလဲ။မင်းတို့နတ်စီအောင်စိတ်ဆိုးအောင်လုံလိုက်တယ်မဟုတ်လား။အဲ့ဒါ तू ကအတော်ဒေါသထွက်နေရဲ့။ ရွာသားတွေကိုလည်းဒုက္ခရောက်အောင်လုပ်မယ်လို့ပြောတယ်။ဒါဆိုခုနကဖြစ်တဲ့ကိစ္စနဲ့ဆရာကြောင့်ပေါ့။အေး၊သူဟာနင်တို့ရွာနေမောင်းထုတ်ချင်နေတာ။နင်တို့ရွာမှာရှိနေရမကြိုက်ဘူး။နင်တို့ရွာနေထွက်သွားကြတော့။တင်ဟာကိုရွာကိုစောင့်ရှောက်ကာကွယ်ရမယ်စား။နဲ့ဆရာအလိုကိုလိုက်နေပါလား။ရွာရဲရလူတွေလည်းတင်နဲ့နဲ့ဆရာပေါင်းပြီးခြောက်လန့်ဖန်ဆားနေရမဟုတ်လား။ဟမ်။ငါရွာအောင်နင်တို့ကြောင့်ပြက်စီးမှမလို့ကျင်ဘူးနင်တို့မထွက်သွားအောင်ဆိုရင်ငါကြောင်းတိမယ် အဲလိုပြောပြီးလှည့်ထွက်ဖို့အလုံးဖြောင်းဆိုတဲ့အတန်းနဲ့တူရွာဆောင်နဲ့တပတ်လည်ကလွင့်သွားခဲ့တယ်။အောင်မြတ်တာကတော့ခက်ပြုံးပြုံးမျက်နှာထားနဲ့ဘေးကိုကြည့်လိုက်ရကိုရကိုဟာတောက်ပစွာရက်နေတဲ့ပုပ်ကိုတပါးကိုမြင်တွေ့လိုက်ရတယ်။ရွာဆောင်နဲ့လည်းသူ့ကိုရိုက်ချလိုက်တဲ့ပုပ်ကိုကိုမြင်တော့ကြောင်လန်းစွာနဲ့မြေကြီးပေါ်ဝှေ့ချလိုက်ပြီးမြင်းနဲ့မင်းဘာအကြောင်းများရှိလို့ကိုယ်တိုင်းကြွလာပါလဲ။မမိုက်သားနင်းပြင့်နင်းမသိဘူးလား။နေကရွာသူရွာသားတွေကိုစောင့်ရှောက်ရမယ်အစား စွန်မဲ့ဇထုံလိုမျိုးလုပ်နေရလားမှားမှန်းသိပါပြီခွင့်လုပ်ပေးပါမြည်နေမင်းနင်းကိုခုချိန်အားစားပြီးငါကိုယ်တိုင်စောင့်ကြည့်မယ်နင်းလည်းနှက်ကုန်းပြည့်ကိုတလက်မတော်မထွက်မိစေနဲ့မြည်နေမင်းရဲ့ကြိတ်ဝါးတန်အဆုံးမှာရွာဆောင်တဲ့ပျောက်ွယ်သွားခဲ့တယ်တင်းကဒီမျိုးစောက်ရှောက်တဲ့ဘုံမဆိုးနဲ့ကြီးဖြစ်မယ်ထင်တယ်ဟုတ်ပါရဲ့ဆရာဆရာရဲ့မနှောနဲ့ဖိမ့်ဖိမ့်မှုကြောင့်ကျွန်တော်ရောက်လာရခြင်းဖြစ်ပါတယ်မင်းရတော်လိုက်သွားတဲ့သူနည်းကအပမိရအောင်လဲ ပုံမစိုးတဲ့ကြီးတိမဲတင်နေအပေါမိရာဂျေဝါနဲ့ဆရာလက်ချက်ကြောင့်ဖြစ်လာတာပါဂျေဝါနဲ့ဆရာဟုတ်လားဂျေဝါရီယာနဲ့ဆရာ၆မျိုးထဲမှာအမြင့်ဆုံးသူတွေပဲဖြစ်တယ်သူတို့ရဲ့ညွန့်ကြားချက်နဲ့နတ်တွေကိုရွေးချယ်ပသကြတာမို့သူတို့ရဲ့ဩဇာအတန်အသင့်ကြီးမားကြတယ်ဒါကြောင့်ရွာသားတွေကသူပြောတာကိုတသွေးမတိတ်လိုက်လို့ကြတာကိုဂျေဝါရီရဲ့မှာကောင်းတဲ့သူတွေရှိတယ်လို့ဆိုးတဲ့သူတွေလည်းရှိရဲ့အခုဆရာပြောတဲ့နတ်ဆရာဘုံခါဆိုတဲ့သူက စုံအတက်ကိုလည်းပေါက်ပေါက်မြောင်မြောင်ဖြစ်အောင်တက်တယ်လို့ရွာဆောင်နဲ့ခြံဆောင်နဲ့တည်းကိုလည်းလူသူလိုစိတ်ခိုင်းတဲ့အထိစွန်းနေသူအမြဲထက်တွဲရာဆိုရင်တရွာလုံးပြတ်တဲ့အထိဒုက္ခပေးတတ်တာဘုံမစိုးနဲ့ကြီးပြောပြတဲ့အချက်တွေကကျုပ်တို့အတွက်တကယ်ကိုအကျိုးရှိပါတယ်ဒီအရာတီဒေတာမှာဘုံခါလိုလူသားမျိုးမရှိအောင်ကျုပ်တို့စူးစမ်းပေးခဲ့ရမယ်တင်းလေကိုဘိမှန်ကိုပြန်ကြွားခြင်းကြွားလို့ရပါပြီ အောင်မြတ်သားစကားကြောင့်ဘုံမစိုးနဲ့ကြီးရဲ့ခန္ဓာကိုယ်က အငွေ့ရဲ့ဖြေပြောင်းလဲကပြောက်ွယ်သွားတော့တယ်။ဆရာခုနကပုံကိုဘာတွေပြောသွားရလဲ။ငါတို့တွေ့ခဲ့တဲ့နဲ့ဆရာဆုံးတက်လဲတက်တဲ့ပြင်သူ့ကိုမတိလေးစားလှုပ်တဲ့ရွာတွေကိုလည်းပြန့်အောင်လှုပ်တက်တဲ့အကျင့်ရှိရဲ့လို့ပြောသွားတာ။ဒါဆိုရင်အပမိအောင်လှုပ်တဲ့ကိစ္စသူ့လက်ချက်များလား။ဟုတ်တယ်။ငါတို့နေနဲ့ဒီနေရာမှာသူ့ကိုထိုင်းမဆောင်နေပဲ။သူရှိရဲ့နေရာကိုလိုက်သွားမှ ဖြစ်တော့မယ်။ဒါပေမဲ့သူကဗမာနေရဲဆိုတာကျွန်တော်တို့မှမသိ啊ငါတို့မသိပေမဲ့ဂျာဆိုင်ရတော့သိမှာပဲလေ သူ့ကိုမေးပြီးသွားကြတာပေါ့အောင်မြတ်တာကိုလည်းချက်ချင်းပဲဂျာဆိုင်းရုံကိုထွက်လာခဲ့ပြီးအိမ်ရောက်တော့အကျိုးအကြောင်းပြောပြလိုက်ရာသူနေတဲ့နေရာငါသိတယ်နင်တို့သုံးယောက်တည်းသွားရင်တော်ရင်လဲနေလိမ့်မယ်ညီမေကျမ်းမာကြီးနဲ့အဆင်မပြေလောက်ဘူးထင်တယ်ငါမေကနင်တို့ကုဘေးလိုတက်တာနေပြီးစိတ်မပူနဲ့ဒါဆိုရင်မနဲ့အာယုံတက်တာနဲ့ငါတို့နေစီလာခဲ့မယ်အေးအေးလာခဲ့ဒါနဲ့လေငါလည်းနင်တို့တို့ပညာတွေတက်ချင်တယ်ငါတို့ပညာသင်ချင်အရက်တောင်းလို့မရအောင် နွားသားကြွဲသားစားလို့မရအောင်မိမရှိရနဲ့တခြားတယောက်ကိုယူလို့မရအောင်ဒါရီနေလုံနိုင်မှာမလားငါစဉ်းစားအောင်ပဲလို့ခက်ပြက်ပြက်ပြန်ပြေးလိုက်တယ်ညာအရင်ကြီးမနဲ့သေးပေမဲ့တရွာလုံးကတိတ်ဆိတ်ပြီးငြိမ်သက်နေခဲ့တယ်မကြခင်အောင်မြတ်တာရဲ့နားထဲမှာလေတိုးတန်လို့လို့အတန်တခုကြားလိုက်ရတာကြောင့်မောင်ကောင်းနဲ့ခုံးနောက်အောင်လို့ပြီးအိမ်ရှိထွက်ကြည့်လိုက်ရတပိတ်လုံးလောက်ရှိရဲ့မီးလုံးတစ်လုံးကဟဲကဘာရွာပေါ်မှာရွေရှားနေရမြင်လိုက်ရတယ်ဆရာ ဆုံးတောင်စားနေရနေတဲ့အရင်မဟုတ်ဘူးဗျ။မီးရောင်ကလည်းရဲခန့်နေရပဲ။တာမန်ပညာသေးတော့မဟုတ်လာဘူးတင်နေ။မောင်ကောင်းတဲ့ခုံလာတို့ကသူတို့ထင်မြင်ချက်ကိုပြောနေကြတဲ့အချိန်အမျိုးမီးမတီးရဲ့ဆက်တစ်ခုကအောင်မြတ်သားရဲ့မျက်နှာကိုလာဆင်တာတတိထားမိခဲ့တယ်။သူပညာဆက်တွေရွာပေါ်ကိုဖြန့်နေပြီ။ဒါအခွင့်ကောင်းပဲ။မောင်ကောင်းတရွာလုံးနှိုးအောင်တစ်ခုခုလှုပ်လိုက်။ငါသူ့ကိုပြေးမရအောင်ချုပ်ထားမယ်။မောင်ကောင်းလည်းတရွာလုံးနှိုးအောင်ဘာလုံးမှမသိဖြစ်နေတဲ့ချိန် ရွာလူကြီးအိမ်ရှိမှချိတ်ထားတဲ့တန်ကြားကိုတတိယသွားခဲ့တယ်။တန်ကြားခောက်တန်တင်လောက်စွာပေါ်လာတဲ့အတွက်အိမ်နေသူအလုံးလန်နိုးလာပြီးအိမ်ပြေကိုထွက်လာခဲ့ကြတယ်။အောင်မြတ်သားကတော့ဆုံးတော့စားနေတဲ့မီးလုံးကိုရွေရှာလို့မရအောင်လက်ညိုးနဲ့တို့ကဖမ်းချုပ်ထားလိုက်တယ်။မီးလုံးကြီးကောင်းကင်မှာပြန်နေပါလား။တခါမှမမြင်ဘူး။အဲ့ဒါဘာကြီးလဲ။ရွာသားကြီးရဲ့တန်ကြားအောင်မြတ်သားကမီးလုံးကိုလက်နဲ့အောက်ကိုဆွဲချလိုက်ရာဝုံးဆိုတဲ့အတန်းနဲ့တူမြေပြင်ပေါ်ထိုးကျလာခဲ့တယ်။ ဟင်အိုးဟာမီလုံးကြီးကမြေကြီးပေါ်ရောက်တာနဲ့နက်စရာကြီးဖြစ်သွားတာကြောင့်ရဲကြီးနေရဲ့သူတွေအကုန်လုံးအံ့ဩသွားခဲ့ကြတယ်နက်စရာဘလို့လုပ်ပြီးမူးပေါ်ကကြလာလဲသူကတကိုးရှိနေရလားဒါကြောင့်လည်းနာမည်ကြီးနေတာအိုးကျွာသားတွေရဲ့တယောက်တစ်ပေါက်စကားတွေကြောင့်အောင်မြတ်တာနက်စရာကိုလွတ်ပေးလိုက်ပြီးတော့မင်းပညာအမှန်ကဘာလဲဆိုတာမပြောဘူးဆိုရင်ငါလူတိုင်းကိုတီအောင်လုပ်ပြရမယ်ငါပညာကိုအကုန်သိနေပြီလေ သူတို့ကနင်ပြောတာကိုယုံမဲ့တင်လားမျက်စိရစကားကြောင့်အောင်မြတ်သားအလွဲကြီးတရားနေနမျက်စိအင်းကိုထုတ်ပြီးတိမ်ဝင်းတပိတ်ခွဲပေါ်မှာမိရှို့လိုက်တယ်ပြီးရနဲ့ရလာတဲ့ပြာကိုလက်ပေါ်တင်ပြီးမိုးပေါ်ကိုမှုတ်ထုတ်လိုက်ရပြာမုံနေရနေရအနှံ့ပြန့်လွင့်သွားခဲ့တယ်ရွာသားတွေကလည်းတလဲလဲလွင့်ပြန့်နေရဲ့ပြာမုံတွေကိုငေးကြည့်နေရဲ့ချင်းမျက်စိရဲ့ကျိတ်ဆက်လာပြီးမျက်ရည်ပူတွေစီးကြလာခဲ့တယ်ကြာဆိုင်နင်းမျက်နှာကိုပုတ်ပြီးကြည့်လိုက်ဘာမြင်ရလဲ နေစရာမျက်နှာကြောက်စရာအသွင်ဖြစ်နေပါလား။သူ့ကိုယ်ထဲမှာလည်းမိခိုးဝေးတွေထွက်နေရဲ့။ဘေးမှာလည်းရုပ်ဆိုးဆိုးကောင်းနေအများကြီးပဲ။ဟုတ်တယ်။အဲ့ဒါသူ့ရဲ့ပုံစံအမှန်ပဲ။ရွာသားလေးကိုလည်းမကြောက်ကြဖို့တတိပေးလိုက်။ဂျာဆိုင်လည်းရွာသားလေးနားလေအောင်အော့ပြောနေရဲ့ချိန်နေစရာကသူ့ရှိမှမိဟုတ်ဟုတ်တောင်းနေရဲ့စီးတစ်ခုဖန်ဆင်းလိုက်တယ်။အောင်မြတ်သားလည်းနေစရာရဲ့အနီးကိုကတ်လာပြီးလက်ညှိုးနဲ့စီးတားလိုက်ရာအပြာရောင်မီးတောက်တွေဟုံးကနေထားတောက်လာခဲ့တယ်။ဒီမြေခွေးနေရာတာမန်လူတွေဖို့ ဘာမှမြင်ရမှာမဟုတ်ပေမဲ့အမြင်ဖွင့်ခံထားတဲ့ရွာသားတွေပို့အထူးစံတပွဲဖြစ်နေခဲ့ကြတယ်။နန်းစီယာကရွာသားတွေရှိမှပညာပြရမှာဆိုတော့သူတက်မြောက်ထားတဲ့ပညာတွေအကုန်ထုတ်သုံးပါလေရော။ပထမဆုံးနေနဲ့မီးဆွဲတော်နေရဲ့နာနာဘာဝတကောင်ဆေလွတ်ပြီးတိုက်ခိုင်းခဲ့ရာအောင်မြဲတာငွေဖလားနဲ့တပြေခတ်ကင်ထားတဲ့နေရည်စင်ကိုပင့်ဖိတ်ပြီးရှင်ပြိုင်စေခဲ့တယ်။နေရည်စင်ကသူ့စီဝင်လာတဲ့နာနာဘာဝကိုတပြေခတ်နဲ့ပင့်ရိုက်လိုက်ရာ အနားကိုဆဲပေလောင်းလွင်းထွက်သွားခဲ့တယ်။နန်းစရာက သူ့မွေးထားတဲ့တပည့်ကိုအလွယ်တကူအနာယူလိုက်တာကြောင့်အနေငယ်ဖြုံးသွားပြီးဆေးဘလူးရုံနှစ်ယောက်ကိုမီးတောက်တယ်။ပြစ်ထဲချလိုက်တယ်။ဒီတစ်ခါမှာတော့မီးရောက်တဲ့အနေတကူလုံးကြွက်သားတွေဖူးထစ်နေရဲ့ပုံစိုးပန်းစိုးဘလူးနှစ်ကောင်ထွက်လာခဲ့တယ်။နန်းရည်စင်းနဲ့ငွေဖလားကိုလက်ထဲမှာလှည့်ပတ်ကစားရင်ဘလူးနှစ်ကောင်ကြားတဲ့ကိုပြေးဝင်သွားခဲ့တယ်။ညာဘက်လမ်းမှာကင်ထားတဲ့တပြေခန့်နဲ့ဆေးဘလူးနှစ်ကောင်ရိုက်ချလိုက်ရာ ဆံကနေမီးရဲ့ပွင့်ထွက်လာုံမှာပါဘလူးနှကောင်ကတုတ်တုတ်ပြီးမလို့ရွာသားတွေကလည်းတကားမှမမြင်ဘူးတဲ့ပညာပြန်မှုကိုညဝန်းထင့်တင်မြင်တွေ့လိုက်ရတဲ့အတွက်အသက်ရှူဖို့ပင်မေးလောက်တဲ့အထိဖြစ်နေခဲ့ကြတယ်ဘလူးနှကောင်ကနှရည်စင်ရဲ့ရချက်တွေကိုထုံပေပေနဲ့ခံရင်ရုတ်တရက်ရှေ့နောက်ညှက်လိုက်ရာဘယ်ဘက်လဲမှာကင်ထားတဲ့ငွေဖလားလွတ်ကျသွားခဲ့တယ်ငွေဖလားမရှိတဲ့အတွက်တပြေကက်ကလက်သေးကင်ထားရင်ညှိနှွမ်းလာကပြောင်းမုံနေအဖြစ်ပြောင်းသွားချိန်မှာတော့ စေဘလူးနှကောင်ရဲ့တိုက်ခိုက်မှုတွေကပိုမိုပြင်းထန်လာခဲ့တယ်။လန်ဒန်မရှိရတဲ့နေရည်စင်ကစေဘလူးနှကောင်ရဲ့တိုက်ခိုက်မှုတွေကိုအသေးအံခုခံရင်အောင်မြတ်သားချထားတဲ့စီနာအထိရောက်လာခဲ့တယ်။အဲ့ဒီချိန်အပြာရောင်မီတောက်တွေဟုံးကနေထားတောက်လာပြီးနေရည်စင်ပြောက်ကစူးချိန်လောကိုင်းအင်းဆောင်နှစ်ပါထွက်ပေါ်လာခဲ့တယ်။တောင်ရှိဂျိတ်ပစိုးကိုကရောင်းကြိုက်ထားပြီးအနီရောက်သူရင်းအင်ဂျင်ဝင်ထားတဲ့အင်းဆောင်နှစ်ပါကစေဘလူးနှကောင်ကိုချိန်နေရရန်မာကြောပါလေဆိုတော့ အသားတွေကဖွာလန်ကျဲကစီရင်ထားတဲ့ဆေးဘလူးရုပ်တွေတစားစီလွင်ထွက်ကုန်နေ။နက်စီရလည်းသူ့ရဲ့အကြံရန်ဆုံးစေယုံနှယုတ်ပြက်စီးသွားတာကြောင့်ဒေါသထွက်ပြီးခန္ဓာကိုယ်မှာရှိရဆက်တရုပ်စုပေါင်းကအောင်မြတ်တာစီကိုပြစ်လို့လိုက်တယ်။ဒါမှမဟုတ်တားထားတဲ့စီကိုမကြော်နိုင်မဲ့တစားစီဖြစ်သွားကြရကြောင့်အချိန်မဟန်မှန်းသိပြီးစောင်းတောက်စားကဆက်ကျိုးစင်တက်ပြေးပါလေရော။အောင်မြတ်တာအနေနဲ့ဒီတခါတော့မလွတ်ပြီးရောပဲ။စင်ထားတဲ့ဆက်ကျိုးတွေကိုလဝါးစောင်းနဲ့ခုတ်ချလိုက်ရ။ ပင်နေဆယ်လောက်အမီးကနေဝုံးစုပြုတ်ကြလာခဲ့တယ်။ကဲအရှုံးပေးပြီလား။ငါဘဝမှာအရှုံးပေးရဆိုတာမရှိဘူး။နင့်လိုလူစီမှာလည်းငါပညာကိုမစွန့်လွတ်နိုင်ဘူး။ဒါဆိုနင်ကပညာကိုမစွန့်ဘူးပေါ့။နင့်စီမှာပညာစွန့်မယ်စားငရဲပဲသွားမယ်။အဲဒီလိုကြေးဝါပြီးလက်ပြီးမှဆွဲထားတဲ့ကြုတ်ကိုဖင်ကတောက်ချလိုက်တယ်။ညံဆန်နဲ့အဖြစ်ပြက်ပြင်းထန်လို့နဲ့အစိမ့်ကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲတကူလုံးတွန့်လင်ကငြိမ့်သက်သွားခဲ့တယ်။ အောင်မြင်သားကတော့စုပ်တစ်ချက်တက်လိုက်ပြီးဒီလိုပညာသည်တွေကငရေမကြောက်ဘူးဆိုတာတကယ်ပါပဲလားအဲဒီလိုရင်းရွေးရင်ရွာလူကြီးအိမ်ငယ်ကိုပြန်ဝင်သွားခဲ့တယ်နောက်တနေ့မနေ့ရောက်တော့ရွာလေးရလူတွေရွာလေးရအိမ်ကြီးမှာရှိတဲ့နှက်စင်တွေကိုလိုက်စေကြည့်ရအားလုံးတွေပါနှက်စရာမွေးထားတဲ့တရေတွေခိုးအောင်နေရမြင်လိုက်ရတယ်တချို့ကောင်တွေဆိုအစွဲတွေရောက်ပေါက်နေရကြောင်စံမှန်တဲမှန်တွေအသုံးပြုပြီးမောင်းထုတ်ပေးခဲ့ရတော့တယ်ဟုတ်ကဲ့ပါရှင် စာရေးသူဇေယနာယာမညရေးသားထားတဲ့အောင်မြတ်တာနဲ့နှစ်စရာဘုံခါဆိုတဲ့ဇလံကတော့ဒီမှာနေပဲပြီးဆုံးပါပြီ။ဇလံလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။